ဂျပန်နိုင်ငံမှာအစစ်မြစ်လျက်စစ်ဇင်ခံအင်တာတွေကိုအခုလိုပဲတီထွင်နေကြတယ်။ပရိသတ်များလုံးမမင်္ဂလာပါရှင်။ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဂျပန်လူမျိုးတွေကတော့အင်တာတက်ရင်တောင်ဇင်ခံလို့ရမယ့်နည်းပညာအသေးအစမ်းတွေနဲ့ကမ္ဘာကြီးကိုကင်လို့ဖို့စူးစမ်းနေတာပါ။ ဒီတွင်ဖန်တီးနိုင်မှုမှာတခြားဘယ်လူမျိုးမှရှင်လို့မရတဲ့မိပညာအသစ်တွေကိုအမြဲတမ်းချပြလေးရှိတဲ့ဂျပန်နိုင်ငံက2014ခုနှစ်လောက်တုန်းကတနိုင်ငံလုံးအတိုင်းအတာနဲ့လျှက်စစ်အင်တာတွေကိုအင်တိုင်းမှာတက်ဆနိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဒီလိုကြိုးပမ်းတဲ့အခါမှာ80ရာခိုင်နှုန်းလောက်ကတက်ဆင်ပြီးစီးခဲ့ပြီးတော့နောက်ထပ်အဆင့်မြင့်တဲ့အင်တာတွေကိုထုတ်လုပ်ဖို့စူးစမ်းခဲ့ပါတယ်။ အခုမြင်နေရတဲ့အင်တာကွက်တွေမှာဆိုရင်အလိုလျောက်အဖုံးဖွင်းတဲ့စနစ်တွေအပူပေးစနစ်တွေပါဝင်ပါတယ်ပြီးတော့ UV ရောင်ခြည်နဲ့ပိုးတတ်တာမျိုးတွေအနံ့မွေးထုတ်လုပ်တဲ့ဆက်တွေကိုပါတက်ဆင်ထားပါတယ်ဒါဟာလျက်စစ်အင်တာကွက်တစ်လုံးမှာပါဝင်တဲ့အစိပ်အပိုင်းတွေပါဂျပန်လူမျိုးတွေဟာအင်တာကိုအစင်းမြင်းမြင်းတက်ရတာအင်မတန်ကိုကြိုင်နေတတ်ကြပါတယ်ဒါကြောင့်ဂျပန်နိုင်ငံမှာဆိုရင်အင်တာကွက်ရှိုးရွန်းကမော်တော်ကားရှိုးရွန်းနေနီးပါးကိုခန်းနားနေရပါ နောက်ပြီးတော့အာရှလူမျိုးတွေရဲ့ထုံးစံအတိုင်းပဲဂျပန်တွေဟာအင်တာတက်တဲ့ခါမှာတီရှူဆက်ဂရီထက်ရေသုံးရတာကိုပိုသဘောကျပါတယ်။အခုပြခဲ့တဲ့လျှက်စစ်အင်တာခွက်တွေမှာအလိုလျောက်တန်းစင်ပေးနိုင်တဲ့ရေပန်းတစ်ခုပါရှိပါတယ်။အင်တာတက်ပြီးသွားတဲ့သူကဘေးဘက်မှာရှိတဲ့ခလုတ်လေးတစ်ချက်နှိမ့်လိုက်ုံနဲ့ကျွေးခွက်အောက်ကနေပိုင်လေးတစ်ခုထွက်လာပြီးတော့ သူကနေတဆင် UV ရောင်ကြီးနဲ့ပိုးတက်ထားတဲ့ရေပန်းကိုထုတ်ပေးပါတယ်။အဲဒီရေပန်းကကိုယ့်ရဲ့အညစ်အကြေးတွေကိုအလိုလျောက်တန့်ရှင်းပေးပြီးတော့အပူပေးတာအချောက်ခံတာတွေကိုလည်းတပါးလေးလှုပ်ဆောင်ပေးပါတယ်။ဒါကြောင့်ဒီအင်းသားတွေကိုတတ်တဲ့အခါမှာနှက်ပြီကိုရောက်သွားတယ်လို့ကိုခံစားရမှာဖြစ်ကြောင်းကုမ္ပဏီဘက်က အာမခံထားပါတယ်။ ဒီလိုအဆင့်မြင့်အိမ်သာခွက်တွေကိုထုတ်လုပ်နေတဲ့တူတူကုမ္ပဏီဘက်ကတော့အိမ်တွေနဲ့ဟိုတယ်တွေမှာဒီလျက်စစ်အိမ်သာခွက်တွေကိုအသုံးပြုမယ်ဆိုရင်အိမ်သာတန်ရှင်းဝန်ထမ်းထောင်မလိုအပ်ဘူးလို့ဆိုပါတယ်။ဂျပန်နိုင်ငံမှာလျက်စစ်အိမ်သာခွက်တွေကိုထုတ်လုပ်နေတာကလွန်ခဲ့တဲ့နှစ်ပေါင်း90လောက်ကတည်းကဖြစ်ပြီးတော့ဈေးကလည်းအတော်ကြီးပါတယ်။ဒါကြောင့်ကုမ္ပဏီတွေဟာသူထက်ကအပြိုင်ဆိုင်ထုတ်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။အင်တာတက်ရင်တ िश ူးဆက်ကိုကိုသာတုံးတက်ကြတဲ့အနောက်နိုင်ငံတွေအနေနဲ့ကတော့ ော်တိုစနစ်နဲ့ရေပန်းပါတဲ့လျက်စစ်အင်တာခွက်တွေနဲ့အကျွမ်းဝင်ပုံအတော့ကိုစူးစမ်းရအောင်ပါပါနောက်ပြီးတော့လျက်စစ်အင်တာတွေဖြစ်တာကြောင့်အမေခဏခဏပြတ်တဲ့နိုင်ငံတွေအတော်တော်အဆင်ပြေမှာမဟုတ်ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးခဲ့ကြပါအောင်နော်အဆုံးတချို့ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်